ွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းနဲ့တရရဲ့အကြောင်းအရာတွေကတော့တကြံပြီးအခြေခံစားသောက်ပုံစံလုံးများဆက်လက်ပြန့်တန့်ဆိုတဲ့ခရင်း တောင်များကြောင့်မွန်ပြည်နယ်နှင့်ဒေသအချို့၌လေပြင်းနှင့်မိုးသီးကြွေခြင်းများရှိနိုင်ဆိုရက်တွင်နိုင်ငံကသတင်းတပုတ်အနေနဲ့အမေရိကန်အစိုးရ၏အခွန်သွေးမြင့်စည်းကြမ်းမှုကကမ္ဘာစီးပွားရေးမှာပါမရေမယားဖြစ်စေသည်ဟု IMF ပြောဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်အနေနဲ့တကြံအပီးအခြေခံစားတောက်ကုန်ဈေးနှုန်းများဆက်လက်မြင့်တက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တကြံပြီးမှာတော့အခြေခံစားတောက်ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်လာတဲ့လို့ဈေးကွက်အတွင်းမှာစုံစမ်းသိရှိရပါသည်ဒီလိုဈေးနှုန်းမြင့်တက်လာတဲ့အခြေခံစားတောက်ကုန်တွေထဲမှာတကြံမတိုင်ခင်ထဲကမြင့်တက်နေခဲ့တဲ့ကြက်ဥ၊ဘဲဥဈေးတွေလည်းထပ်မံမြင့်တက်လာပါသည် စားသုံးစည်းတင်သွင်းတိုးလောင်းပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကဧပြီလ14ရက်ကနေ28ရက်နေ့အထိရန်ကုန်အထိုင်အခြေခံလက်ကားရှင်ညုံစိနှုံးမှတပိတ်သား6980ကျပ်ဖြစ်တယ်လို့ထုတ်ပြန်ကြေညာထားတဲ့စားသုံးစည်းဈေးကလည်းပြင်ပဈေးကွက်မှာထော့တပိတ်သားကိုကျပ်12000ခန့်အထိဆက်မြင့်တန်နေဆဲဖြစ်ပါတယ် ဆဲရဲ့တစ်ချိန်တပိတ်သားနှုံစီစာအုပ်နဲ့ရောင်းချပေးတဲ့စောင်းစီစီကားတို့တပိတ်သားကို1200ကျပ်ဝင်းကျင်ဖြစ်ပါထေဆန်စင်းနှုံထွေကလည်းတကြံမတိုင်မီကာလကအတိုင်းအမြင့်စေရတိုင်းဆက်ရှိနေတယ်လို့သိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့မန္တလေးဈေးကြော်ဈေးုံကြီးအောင်ရပိုင်းရတွင်ပြန်လည်ဖွင့်လှစ်သွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ငလင်းချောင်းယာယီပိတ်ထားရတဲ့မန်လေးဆေးချိုတော်ဈေးုံကြီးကိုဧပြီလ24ရက်နေ့ကစတင်ပြီးဈေးဖွင့်ရက်တွေအတိုင်းပုံမှန်ပြန်လည်ဖွင့်လင်လက်ပတ်သွားမယ်လို့အစ်စ်မြင့်ဆေးချိုတော်နှင့်တိုက်တန်းကြီးဆေးရချိုတော်ဆောင်းအဖွဲ့ကတည်ရပါထိတ် ငလင်တန်းတင့်ဈေးချိုရောအေရိယာတွင်ရှိဈေးရုံအသီးသီးရဲ့ကြန့်ခိုင်မှုနဲ့အနေရကင်းရှင်းရဲ့အတွက်တိုင်းတရံစားတာဝန်ကြီးဦးဆောင်ထိပ်တိုင်းဒေသကြီးအဆင့်စစ်ဆေးရေးအဖွဲ့တွေကဧပြီလ3ရက်နေ့အိန္ဒိယနိုင်ငံဘေးအနေရကင်းရေးနှင့် ဖြတ်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့ကဧပြီလ9ရက်ထို့မှစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် အဆိုပါစစ်ဆေးချက်တွေရဲ့အရတောင်မြောင်တိုင်တန်းကြီးဈေးရဆောက်ဦးတွေကို အနီးရောင်းအဆင့်တတ်မှတ်ပြီးဖြတ်သိမ်းသွားမှာဖြစ်တာကြောင့်ဆိုင်ခန်းပိုင်ရှင်တွေအနေနဲ့၎င်းတို့ရဲ့ပစ္စည်းတွေကို သိမ်းယူနိုင်ဖို့ကိုလည်းဧပြီလ9ရက်အထိ ခွင့်ပြုပေးခဲ့တယ်လို့ဆိုပါတယ်။ စစ်ဆေးချက်အရာအစစ်မြင့်ဈေးချိုရောပင်မအဆောက်ဦးမှာ main stretcher ထိခိုက်မှုများမတွေ့ရှိရပဲကြက်ခိုင်မှုကောင်းမွန်နေထားချောင်းဈေးဆိုင်ခန်းပိုင်ရှင်တွေကိုတန်ရှင်းရည်နဲ့ဈေးဆိုင်ခန်းတွေတည်ခင်းပြုပြင်ဖို့ April 23ရက်ကနေ23ရက်အထိဖွင့်လှစ်ပေးသွားမှာဖြစ်ကရုံဝတ်သွင်းပိုင်ကြက်ခိုင်မှုစစ်ဆေးထားနဲ့ရုံဝင်လန်းထွက်လန်းရှင်းလင်းထားကိုလည်းဆောင်ရွက်သွားမယ်လို့သိရပါတယ် ဒါအပြင်ငလင်းချောက်ပြင်ဆင်ဖို့လိုအပ်နေတဲ့မန္တလေးဆေးချိုရောကိုင်းတန်းဆေးရုံကြီးကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်သွားမယ်လို့မန္တလေးစီပင်သာယာရေးကော်မတီကတည်ရပါတယ်အဆိုပါကိုင်းတန်းစေယုံမှာအကြီးစားပြင်ဆင်ရမှာဖြစ်တာကြောင့်ဆိုင်ခန်းရှင်တွေကိုအယောင်းဝယ်လောက်ကိုင်းနိုင်ဖို့ယာယီဆိုင်ခန်းနေရာတွေချထားပေးထားတယ်လို့ဆိုပါတယ်။ လက်ရှိချထားပေးတဲ့ဆိုင်ခန်းတွေနေရာကားတော့ငပိငှ၆ကုန်းတဲ့တွေအဆင်ပြေစွာဆက်လက်ရောင်းချနိုင်ဖို့အတွက်လည်းတည်ရောက်ပါတယ်။ဒါကြောင့်ဈေးကြီးကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ချိန်မှာလည်းအနေရကင်းရှင်းရေးကိုအဓိကဦးစားပေးတဲ့အနေနဲ့ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ပေးချဖို့လည်းမြစ်တာရက်ခံထားပါတယ်လို့တည်ရောက်ပါတယ်ရှင်။ဆက်လက်ပြီး မိုးတိမ်တောင်များကြောင့်မွန်ပြည်နယ်နှင့်ဒေသအချို့၌လေပြင်းနှင့်မိုးသီးကြွေခြင်းများရှိနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မွန်ပြည်နယ်အပဝင်တိုင်းနယ်ပြည်နယ်လေးခုမှာမိုးတိမ်တောင်းရွေရှားရာတလျှောက်လေပြင်းနဲ့မိုးသီးကြွေတာထွေရှိနိုင်တယ်လို့မိုးလေဝသနှင့်ဆလဘေးထညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်အရသိရပါထေဒီကနေ့ညနေအထိခမ်းမန်းချက်အရတနင်္သာရီတိုင်းကရင်ချင်းနယ်မွန်ပြည်နယ်တို့မှာမိုးတိမ်တောင်းထွေပြထွန်းနေတယ်လို့ဆိုပါထေ အဆိုပါမိုးတိမ်တောင်းထွေရွေးရှာရာနေရာတရှောင်းမှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေးတာစားထိတ်မိုးလီဝတ်တာဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ကြဖို့လဲအကြံပြုထားပါထိတ် ဒါအပြင်တနင်္သာရီတိုင်းကချင်းကရင်နဲ့မွန်ပြည်နယ်တို့မှာနေရနှံ့အပြောင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာနေရစိတ်စိတ်နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရကျဲကျဲနဲ့ကြံတိုင်းနယ်ပြည်နယ်တို့မှာတော့နေရကွက်ချားမိုးထေချုံကျွားမှာဖြစ်ပြီးရွာရန်ရှာနှုံး80ဖြစ်တယ်လို့သိရပါတယ် နေပြည်တော်ရန်ကုန်မန္တလေးမြို့နယ်နီတဝရအတွက်ယနေ့ညနေရက်ထိခမ်းမန်းချက်ကားထော့တယံတင့်တင်ဖြစ်ထုံးကားမိုးထစ်ချုံ၍နေရာကွက်ချောင်းမိုးရွာနိုင်ပြီးရွာရန်ရှောင်းနှုံး60ဖြစ်တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းပုံလေးနဲ့အမေရိကန်အစိုးရ၏အခွန်တိုးမြင့်စီကြံမှုကကမ္ဘာစီးပွားရေးမှာပါမရေမရာဖြစ်စေသည်ဟု IMF ပြောဆိုတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ အမေရိကန်အစိုးရမှခွန်စည်းချက်မှုတည်တည်သားသောတိုးမြင်လာခြင်းဟာကမ္ဘာစီးပွားရေးမရေမယားဖြစ်စေပြီးကမ္ဘာစီးပွားရေးခန္ဓာရေးရှိမှုကိုစမ်းသပ်သလိုဖြစ်နေတယ်လို့နိုင်ငံတကာရန်မုံငွေအဖွဲ့ IMF ရဲ့ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva ကတာတာပရီနေကပြောလိုက်ပါသေး။ ဝါရှင်တန် IMF ဌာနချုပ်မှဂျော်ဂျီအေဗာပြောကြားခဲ့တာဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစနစ်ပြန်လည်အသက်သွင်းလိုက်တာဟာဗန်နာယီစေးကွက်မှာရိုက်ခတ်မှုတွေဖြစ်စေမယ်လို့ဆိုပါတယ်လာမယ့်သတင်းပတ်မှာထုတ်ပြန်မယ့်ကမ္ဘာစီးပွားရေးသုံးသပ်ချက်မှာစီးပွားရေးတိုးတက်မှုမျှော်မှန်းချက်ကိုတည်တည်တသာရှင်းချသွားမယ်လို့ဆိုပါတယ်။ ုံသွမ်းမှုအသားစီးတွေများလာသဖြင့်ချိုတင်ပေးချိန်မှုထိခိုက်လာနိုင်ခါအထူးသဖြင့်စီးပွားရေးလုပ်ငန်းငယ်တွေမှရေရှည်အနေနဲ့ပြည်တွင်းစီးပွားရေးကာကွယ်ရေးဝါထားချောက်ထုံထုံမှုပြတ်ပြားလာစေနိုင်တယ်လို့လည်းပြောပါထိန်ကွဲပြားတဲ့ကမ္ဘာကြီးမှာပူပေါင်းဆောင်ရွက်ဖို့အရေးကြီးပြီးမရေရာမှုတွေကိုလျှော့ချဖို့နိုင်ငံအများကိုတိုက်တွန်းလိုက်ပါထိတ် ုံသွယ်ရေးဝါထရှိမှန်းချက်ကပွင့်လင်းထိရောက်ဖို့ဖြစ်ပြီးအခွန်စည်းချမ်းမှုနှုန်းလျော့နေစေဖို့နဲ့ပုံပေါ်ခိုင်ခန့်တဲ့ကမ္ဘာစီးပွားရေးလိုအပ်ကြောင်းပြောပါတယ်။အခွန်နှုန်းမြန်မာလာချိန်မှာ မရေရာမှုကအန္တရာယ်များပြီးစီးပွားရေးတိုးတက်မှုအပေါ်ချက်ချင်းသက်ရောက်မှုရှိမယ်လို့သတိပေးလိုက်ပါတယ်။မရေရာမှုတွေကိုမြ мян ဖေရှားနိုင်လေကိုပန်းစီးပွားရေအတွက်ပိုကောင်းလေဖြစ်တယ်လို့ပြောသွားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါသေး။ကြီးစုအားပေးခဲ့ကြောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေရှင်။ကျမကတော့မြန်မိုးထပ်ပါ။